မိုးကြီးမြင့်သတိပေးချက်2025ခုနှစ်မေလ17ရက်နေ့မြန်မာစံတော်ချိန်ညနေ6နာရီအချိန်ထုတ်ပြန်ချက်ယနေ့မြန်မာစံတော်ချိန်ညနေ6နာရီအချိန်တိုင်းထွာချက်များအရကပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် လေထုမငြိမ်မသက်မှုများဖြစ်ပေါ်လာနိုင်ခြင်းကြောင့်၎င်းမုတ်တုံလေဝင်ရောက်လာနိုင်ခြင်းကြောင့်၎င်းအပူပြန်တက်တိမ်များဖြစ်ထွန်းမှုအားကောင်းခြင်းကြောင့်၎င်း ယနေ့ညနေမှ မေလ16ရက်နေ့အတွင်းနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင် နေရာစိတ်စိတ်မှ နေရာအနှံ့အပြားမိုးထစ်ချုံရွာပြီးအချို့ဒေသများတွင်ဒေသအလိုက်နှင့်နေရာကွက်၍မိုးကြီးနိုင်ပါသည် အကြံပြုချက်တို့ဖြစ်ပါ၍မိုးသေးထန်စွာရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်းမိုးတိချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းမိုးသီးကြွေခြင်းလျှက်တပြက်ရည်ကြီးခြင်းနှင့်မြေပြိုခြင်းစသည့်တဘာဝဘေးအနေအမြများဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေတာများရှိကုန်းမြင့်ဒေတာအနီးတွင် နေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအနေရမြင့်ငယ်ချောင်းငယ်များအနီးတွင်နေထိုင်ကြသူများအနေဖြင့်ရေကြီးရေရှမ်းမှုများကိုကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့်ပြည်တွင်းရေကြောင်းတွာလာရေးနှင့်လေကြောင်းပြန့်တန်းရေးအနေဖြင့်လည်းကြိုတင်သတိပြုနိုင်ပါရန်သတိပေးနှိုးဆော်အပ်ပါသည်ရှင်